ားလုံးပဲမင်္ဂလာပါ Idea 134ကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့ကျွန်တော်တို့ရဲ့ဖက်လက်ဆာစာအုပ်ဖြစ်တဲ့ဆိုင်သူဦးနူရေးသားထားတဲ့ကာမန္တနာစာအုပ်ရဲ့ခန်း15ကိုဆက်လက်ဖတ်ရှုမှာပဲဖြစ်ပါတယ်။ခန်း15ဒေါ်မြင့်နှင့်မောင်ပမောင်ကိုသိန်းနဲ့မခင်မီတို့ရဲ့အတိုင်းဝိုင်းထဲမှာဒီကာမန္တနာဆိုတဲ့ဘလူးဂျီရဲ့တောင်းကျမ်းနာကိုဒုတိယအကြိမ်ခံလိုက်ရတာကတခြားမဟုတ်ဘူး။ကိုသိန်းဦးလေးရဲ့ဇနီးဒေါ်မြင့်ပဲဖြစ်တယ်။ဖြစ်ပုံကတော့ဒီလိုမတင်မီကလေးနဲ့ မတ်တင်မီကလေးကိုသိန်းတို့အိမ်ရောက်လာလို့ခြားလာလို့ရှိတဲ့အခါဓမ္မနက်မှာကိုသိန်းအမေရဲ့မောင်ဝမ်းခွဲဦးချင်းဟာကိုသိန်းရဲ့အိမ်ကိုပေါက်လာတယ်။ ။ဦးချင်းရွာခွဲမှမှဖြစ်လေ3ဧက300လောက်ရှိတဲ့မြေပိုင်ရှင်တူပဲ။မြို့ပေါ်မှာလည်းငါးစားတဲ့အိမ်၄လုံးရှိတယ်။ဦးချင်းဟာဆက်လက်ကတိုင်းပေါ်မှာထိုင်ပြီးမောနေတယ်။ကိုသိန်းနဲ့ရေတခွက်ခတ်ပြီးတယ်။ဦးချင်းဟာရေနှကြိုက်လောက်တောက်ပြီးနည်းနည်းမောပြီးတော့မှကိုသိန်းကဦးလေးရဲ့ပြောစရာရှိရင်ကျွန်တော်ခေါ်လိုက်ရောပေါ့လို့ပြောတယ်။ဦးချင်းကတိတ်မောင်ကြီးတငယ်ကလေးတယောက်ရိုးရိုးတွေကရှာပြီးစမ်းမှာကွယ်။ဒီတငယ်ဟာအိနာကတွေမှမှန်လိုက်တောင်းရမယ်။အိနာကကနေစဉ် တောင်းရတာရှိရဲ့လာစဉ်တောင်းရတာရှိရဲ့နောက်ပြီးလက်ကိစ္စနဲ့တောကိုသွားရတဲ့အခါသွားရမယ်ဒီတငယ်ကငွေကို깟နေရတယ်ဆိုတော့ယူမှဖြစ်မယ်လာကကတော့တင့်တော်တယ်လို့မင်းမဲကြည့်ပြီးဆုံးဖြတ်ပါလို့ပြောတယ်ကိုသိန်းကလည်းရှာပေးပါမယ်ရှာတွေ့တွေ့ချင်းဦးလေးကိုကြောင်းပြန်ပါမယ်လို့ပြောတာနဲ့တောင်းအောင်ကြတဲ့အခါဦးချင်းဟာလက်ထဲကဒုက္ခကိုအားပြုရင်းတဖြည်းဖြည်းနဲ့သူ့အိမ်ကိုပြန်သွားတယ်။ ။ဦးချင်းပြင်သွားတဲ့အခါမခင်မီကကိုသိန်းကိုသိန်းဦးလေးရဲ့အသားရွေကဖြူဘက်ဖြူရောနဲ့ဘာဖြစ်နေရလဲ။သူကြည့်ရတာတုံချီတုံချီနဲ့လို့ပြောတယ်။ကိုသိန်းနဲ့မခင်မီမိသားစုဖြည့်သေးပဲရှိတဲ့တဲ့ကိုခဏလောက်ဆိုင်ကြည့်ရဲ။နောက်ပြီးမှပြုံးပြီးငါဦးလေးလည်းကာမတနာဆိုတဲ့ဘလူးကြီးရဲ့အကြီးအကြီးဆုံးအန်ဒီဝါတိကတပည့်ကြီးတူဦးပေါ့။ ငါတတိဥထွန်းတို့မိမလိုက်တယ်ဆိုတာကဖဲရိုက်တဲ့အခါရိုက်သေးတယ်ရဲတောက်တဲ့အခါရိုက်တောက်သေးတယ်ငါဦးလေးဦးချင်းကတော့ဒါတွေမရှိဘူးသူကမိမကိုတိတ်ငတ်တယ်သူမယားကြီးတော်မြင့်အပြင်မယံငယ်၃ယောက်ရှိရဲ့အဲ့ဒီမိမ၄ယောက်စီကိုနေရောညရောတလှည့်စီသွားနေတာပဲသူကိုသူအနာမပေးဘူးသူ့နှကိုအားနဲ့အာမရတော့တရင်စာကြာနေမဂဇင်းတွေထဲမှာဖြန့် တိုတော်နစ်လို့ကြော်ညာတာတွေ့ရင်လည်းဝယ်တော့တာပဲကာမအာတိုစီကြီးဆိုရင်လည်းဝယ်စားတာပဲကြော်ညာထားတဲ့အာတိုစီထဲမှာငါးဦးလေးမစားဘူးမတောက်ဖူးတဲ့ဆေးတွေဆိုရင်ခက်ရှားရှားပဲဒီလိုကြော်ညာတဲ့ဆေးတွေကိုဝယ်စားတာနေမကသေးအရက်ထဲမှာဟိုလူပြောဒီလူပြောနဲ့ကာမအားပေးတဲ့ဆေးနီးတွေရလာရင်လည်းအိမ်မှာသူ့ဟာသူပေါ်စားလိုက်သေးတယ် ဒါရင်အာမရသေးဘူးကာမအာကောင်းငယ်ဆိုလိုတော့ကသူ့မိတ်ဆွေကရင်နေစီမှာမြောက်သွေးတွေမှာပြီးတော့လဲတောက်လိုက်တယ်သက်တောင်နာပြရသေးရယ်ကွလူကိုလည်းအနာမပေးရင်တော့ပဲခံနိုင်မှာမလဲခုတော့ဦးလေးချင်းဟာပန်းတီယောဂဖြစ်ပြီးမြင်းမြင်းတဲ့အတိုင်းလှုပ်လှုပ်ကလေးပဲရှိတော့တယ်လို့ကိုသိန်းကပြောတယ် တော့ရင်လောက်ကြတဲ့အခါသူ့လုံယုံမှာအကူစင်းကြီးလုံနေတဲ့အမောင်စပမောင်ဆိုတဲ့တငယ်ကလေးကိုတိမ်မောင်ဟာ သူကိုယ်တိုင်ခေါ်သွားပြီးဦးလေးချင်းကို အပ်ပါတယ်ဒီဘာမောင်ဆိုတဲ့တငယ်လေးဟာမိဘမရှိဘူးစင်းရတဲ့အတွက်မြန်မာလိုခုနှစ်တန်းလောက်တင်မှုတယ်အသက်20ကျော်ပဲရှိသေးတယ်မိန်းမမရှိဘူးဒီတငယ်လေးဟာကိုသိန်းစီမှာလှုပ်လာလျှောက်တဲ့အခါလိလက်တဲ့နေရာ မရှိပေမဲ့ရိုးသားတာနဲ့အကူစေးလေးဖြစ်နေစေးဒီရောက်မှာတွဲပေးထားတယ်ဆက်ကိုလာကြတဲ့ကုံတွေရဲ့ကိစ္စကိုကြိုးကြိုးနုံနုံကူညီပြီးလုပ်ပေးတဲ့အတွက်သူကဟိုလူဒီလူကငါမှုတစ်ချက်ပေးသွားကြတာဒီနေ့မှာနှစ်ချက်သုံးချက်စီတယ် အဲ့ဒီဘာမောင်ကိုကိုသိန်းဟာ သူ့ဦးလေးဦးချင်းကိုအပ်လိုက်တယ်လာကတော့ဦးလေးချင်းတို့အိမ်မှာပဲနေရမယ်ထမင်းနဲ့ကြွေးမယ်ဆိုရင်တလ90လောက်ပေးပါသူဟာသူနေပြီးသူထမင်းစားရမယ်ဆိုရင်တော့တလ80လောက်ပေးဖို့ပြောတယ်ဦးလေးချင်းဟာဘာမောင်ကိုသူ့အိမ်မှာထားတယ်ထမင်းကြွေးတယ်တလ90ပေးတယ်ဘာမောင်ဟာယူလဲယူသားတယ်ဝရိယလည်းရှိတယ်လှုပ်လှုပ်တဲ့နေရာမှာလည်းကြိုးကြိုးနုံနုံလှုပ်တဲ့အတွက်ဦးလေးချင်းဟာဘာမောင်ကို တစတစယုံကြည်လာတယ် တစ်နှစ်လောက်ကြာတဲ့အခါဦးလေးချင်းရဲ့ယောဂါဟာပိုဆိုးလာတဲ့အတွက်ဘာမောင်ကိုအလုပ်တွေအကုန်လွှဲတယ်လားကလည်းတူပေးတယ်သူကိုယ်တိုင်ကတော့လုံးဝနာယူရတယ်နောက်နှစ်နှစ်လောက်ကြာတဲ့အခါဦးလေးချင်းကွယ်လွန်အနေအဆာရောက်တယ်ပါမဟာဦးလေးချင်းခွဲနှုတ်အိမ့်စာရောက်ပေးတယ်လေတမျိုးတစ်ပုံပြောင်းမသွားဘူးဦးလေးချင်းရှီတုံးကလိုပဲရိုရိုတတချူချူနုံနုံလှုပ်ပေးတယ် ။ဦးလေးချင်းကွယ်လွန်နှိမ့်စာရောက်လို့တနှစ်လောက်ကြာတဲ့အခါသူဟာသူမျက်စိလဲလမ်းမှားပြီးတော့ပဲရောက်လာသလား။ဒီလိုမဟုတ်ရင်ဒေါ်မြင့်ကပဲပင်းလိုက်သလားတော့မသိဘူး။ကာမတနာဆိုရဲဘလူးကြီးဟာဒေါ်မြင့်တို့အိမ်ကိုရောက်လာပြီးဒေါ်မြင့်ကိုဝင်ပူးတာပဲ။အဲဒီလိုပူးတဲ့ချိန်ကစပြီးဒေါ်မြင့်ဟာဘမောင်ကိုကြည့်ရတာတမျိုးဖြစ်နေတယ်။အရင်ကလိုမဟုတ်တော့ဘူး။အရင်ကဒေါ်မြင့်ဟာဘမောင်နဲ့စကားပြောဘူးလားပဲ။ နင်းနီးကက်ကက်လည်းနေဘူးတာပဲဘာမှဖြစ်ဘူးအခုဘလူးကြီးဘူးခံရပြီးရဲ့နောက်မှဘာမောင်ကိုမြင်ရင်တကိုယ်လုံးအကျော်တွေဖြင်း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 ဖြစ်လာတယ်ဘာမောင်နာကမြင်ရင်တကိုယ်လုံးအကျော်တွေဖြင်း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 ဖြစ်လာတယ်ဘာမောင်တန်ကြာယုံနဲ့တကိုယ်လုံးအကျော်တွေဖြင်း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 ဖြစ်လာတယ်ဂုံဂုံပြောမယ်ဘာမောင်ကိုစိတ်ကုန်းမြှုံနဲ့တော်မြင့်ကြီးရဲ့တကိုယ်လုံးအကျော်တွေဖြင်း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 ဖြစ်လာတယ် ဒီလိုတစ်ခုလုံးကြောတွေဖြင်း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 ဖြစ်တဲ့အရာသာဟာဒေါမြင့်အတွက်အင်မတန်ကောင်းတဲ့အရာသာဖြစ်တဲ့အတွက်ဒေါမြင့်ဟာဘာမောင်နဲ့မကြာခဏတွေ့ရအောင်ဘာမောင်နဲ့မကြာခဏစကားပြောရအောင်ဘာမောင်ရဲ့မျက်လုံးနှလုံးကိုသူ့မျက်လုံးနှလုံးနဲ့စိုက်ပြီးကြည့်နေရအောင်ဘာမောင်နဲ့ရေပြုံးနေရအောင်အမှတ်တမဲ့လိုလို မတော်တဆလိုလိုနဲ့ဘာမောင်နဲ့အသားချင်းထီအောင်လက်ချင်းထီအောင်ပုတ်တီးပုတ်တက်လုံးမိအောင်အကြောင်းမျိုးမျိုးရှာတယ်အဲ့ဒီလိုတစ်နေ့လုံးတွေ့ရ ပြောရကြည်ရပြုံးရထီရပုတိပုတဲ့လောက်ခဲ့ရတာတွေဟာညအေးအပေါ်မှာလှဲလိုက်တဲ့အခါဒေါ်မြင့်ရဲ့မျက်နှာပေါ်မှာရုပ်ရှင်များပြသလိုတစ်ခုပြီးတစ်ခုပေါ်ရင်ဒေါ်မြင့်ရဲ့ဒီကိုယ်လုံးမှရှိတဲ့အကြောတွေဟာလည်းဖြင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 ်းဖြစ်နေတယ် ကာမတနာဆိုတဲ့ဘလူးဟာအငွေ့လောက်နဲ့ဂျင်းနေတဲ့ဘလူးမျိုးမဟုတ်ဘူးအတွေ့မှာဂျင်းနေတာအဲဒီတော့ဘလူးပူခံရတဲ့ဒေါ်မြင့်ဟာအတွေ့အထိရောက်အောင် ရှီတိုးပြီးကြံရပြန်နေဒေါ်မြင့်ဟာဘလူးကြံကြံအိမ်မှာတော့တိတ်မလွယ်ဘူးသူညမအပြူကြီးဒေါ်နှစ်ဆိုတာရှိနေတယ်အဲဒီတော့လယ်တွေသွားကြည့်အောင် ဆိုပြီးဒေါ်မြင့်ဟာပါမောင်ကိုခေါ် ခေါ်တော့တမန်တစင်းနဲ့သူတို့လယ်တွေစပါကြီးရှိရဲ့မောင်းဒီကိုထွက်သွားကြတယ်။မောင်းဒီက စပါကြီးရှိမှသူတို့လိုင်းတဲဖို့နှစ်ထပ်အင်္ဂလိပ်ရှိတယ်။ညနေ၄နာရီလောက်ဒေါ်မြင့်နဲ့ပါမဟာမောင်းဒီကိုရောက်သွားတယ်။သူပစ္စည်းတွေကိုအိမ်မောကခန်းထဲတွင်လိုက်ဖို့စပါကြီးဆောင်ကိုပြောလိုက်ပြီးဘာမောင်ကိုတော့အိမ်အောက်ထပ်ခန်းမှာဒေါ်မြင့်ကနေရာချပေးတယ်။ တော်မြင့်ဟာလယ်သမားတွေနဲ့တနားရီလောက်စကားပြောတယ်။နောက်ပြီးတော့ဖားမောင်နဲ့အတူစဘာဂျီကိုခဏသွားကြည့်ရယ်။ပြီးတော့ရီမုတ်ချိုးပြီးညသာစားတယ်။ည၈နာရီလောက်ကြာတော့တမန်မူလာတယ်ဆိုပြီးသူတို့မောင်းဒီလာတိုင်းအလဲလာနေကြအတိကျွမ်းတွေကိုပြန်လွှတ်လိုက်တယ်။ဒီနောက်ပါမောင်ကိုတကားပိတ်ွယ်အိတ်ကြဆို ဆိုပြီးတော်မြင့်ကလှေကားစီ ရှောက်သွားတယ်။ဒီကရင်ရောက်တဲ့အခါဘမောင်ကြီးနောက်နိုင်ဝဲလောက်ကြတော့ကော်ဖီတစ်ခွက်ခွက်လောက်ဖြော်ပြီးအပေါ်ကိုယူခဲ့ပါကွယ်။မအိတ်ခင်တောက်ချင်တယ်လို့ပြောပြီးအိမ်မော်တက်သွားတယ်။သူ့အခင်းနဲ့ရောက်တဲ့အခါတနခါခြေစုံကောင်းဆုံးလိမ့်ပေါင်းနာရီတစ်ခုလုံးပတ်ရေမွေးတွေ သူ့ကိုမအိယာချင်းတော်ဒီမှာဖျန်းပြီးတော်မြင့်ကြီးဟာအရန် ကြခြင်းတိုင်းကြနေတာပဲအဲ့ဒါတွေလှုပ်ပြီးဖာမောင်လာကို စောင့်ရင်းခရင်မောမှာလှဲနေတဲ့အခါသူ့တကိုယ်လုံးလဲနှစ်ပူးသလိုတဇက်ဇက်တုံနေတယ်မှားတဲ့အတိုင်းဘာမောင်ဟာကော်ဖီပူပူယူပြီးအပေါ်တက်လာတယ်။ခန်းထဲရောက်တဲ့အခါတော်မြင့်ခါလှဲနေရထိုင်လိုက်တယ်။ကော်ဖီပကံ ခရင်မေးကစပွဲပေါ်မှာတင်ထားလို့ပြောတယ်။ပန်းမောင်လည်းကော်ဖီပကန်စပွဲပေါ်မှာတင်ထားလိုက်တယ်။တော်မြင့်မှာပန်းမောင်ကြီးငါတော့မရှက်နိုင်တော့ဘူးကွယ်လို့ပြောပြောဆိုဆိုပန်းမောင်ကိုဖတ်ပြီးအဲ့ရပေါ်လှဲ့ချလိုက်တယ်။မနက်6နာရီလောက်မှာလယ်သမားတွေဟာကောင်းကျင်းမောင်းနေငါးကြော်တွေယူလာပြီးအိမ်တကားကို ပုံနှိုးကြတယ်။အဲ့ဒီတော့မှပန်းမောင်ဟာကမန်းကရန်အဲ့ရပေါ်ကပြေးစင်းပြီးကြကားဖွင့်ပေးရတယ်။ တော့မြင်းနယ်ပါမောင်ဟာ မောင်းဒီမှာ၄ရက်လောက်နှစ်ပါးသွားလို့အာရမှဝါခဲမကိုပြန်သွားပါတယ်။အိမ်ပြန်ရောက်တဲ့အခါတော်မြင့်ကြီးနဲ့ပါမောင်ကလေးတို့ဟာ တွေ့ကြဖို့ဟာမောင်းဒီမှာလောက်မလွယ်ဘူး။ဖြိုကြီးတော်နှင်းရှိနေတယ်။ဦးချင်းရှိတော့ကတော့တော်နှင်းဟာအောက်ကအခန်းတစ်ခန်းထဲမှာပဲအိတ်တယ်။ဦးချင်းဆုံးပြီးမှတော်မြင့်ဟာခေါ်ရာနဲ့ အိမ်မော်ကအခန်းထဲမှာဒေါ်နှစ်လာအိတ်တယ်။ဒေါ်မြင့်နဲ့မောင်မောင်တို့မောင်ဒီကပြန်ရောက်ပြီးနှညာသုံးညာလောက်ဟာတကောင်မှာခြေတန်းကြားနေရတဲ့အပြူကြီးဒေါ်နှစ်ဟာသူစိတ်ကထင်လို့ပဲဆိုပြီးအမှတ်တမဲ့နေခဲ့တယ်။ဒါပေမဲ့ခြေတန်းဟာညာတိုင်းလိုလိုကြားတဲ့အခါတညမှာဒေါ်နှစ်ကဟဲ့ဘသူလဲလို့မေးတယ်။ဘာမောင်က သူ့ပါချောင်းဆိုးပြောက်စေယူရအောင်လာပါတယ်လို့ပြန်ပြေတယ်။နောက်ထပ်သုံးလေးကကြာတော့ဒေါ်နှစ်ဟာမတင်ကားတော့ဘူး။ ဒါကြောင့်သူခိုင်းနေကထွက်ပြီးဘာမောင်မင်းစေးယူတာကလည်းညာတိုင်းပဲလားလို့ငောက်လိုက်တယ်ဘာမောင်လည်းဘာမှမပြောဘူးဆင်းသွားတယ်အဲဒီလိုငောင်းပြီးတော့မှသူ့အမတော်မြင့်အခန်းကို တော်နှစ်သွားတယ်တော်မြင့်ကလည်းစပြီးတော့မပြောဘူးဒါပေမဲ့တော်နှစ်ကမေးရင်တော့အကုန်လုံးဖွင့်ပြောဖို့တန်ဒိတ်ထန်ချတာတယ် အဲ့ဒီလိုပြောလို့ညီမတော်နှစ်ကတီးခတ်နိုင်ရင်လဲသူနဲ့အတူနေတီးမခတ်နိုင်ရင်လဲသူ့အိမ်ကဆင်းသွားသူကယူမဆိုင်ဘူးတလောကလုံးမှာဘသူနဲ့မှမတွေ့ရခြင်းနေပါစေဘာမောင်နဲ့သာတွေ့ရရင်ပြီးရောသူ့ဘက်ကိုဘသူမှမပါခြင်းနေပါစေဘာမောင်တယောက်သာပါရင်ပြီးရောတတလုံးဘယ်တော့မှမခွဲကြရဘူးတဲ့ညီမမနှင်းနဲ့လဲ ကွဲရခြင်းကွဲရပါစေ။ပါမောင်နဲ့မကွဲရရင်ပြီးရောအဲဒီလောက်ထိတော်မြင့်ဟာတန်တိတ်တန်ချထားတယ်။အဲဒါကြောင့်တော်နှစ်ခန်းနဲ့ဝင်လာပြီးမိတဲ့အခါတော်မြင့်ကအကုန်ဖွင့်ပြောတယ်။ညီဒီသားလောက်နည်းနဲ့ဖြစ်တာငါရှက်တယ်။ငါညီနဲ့မနေဘူး။သွားမယ်လို့ပြောတယ်။သားရွယ်လောက်နဲ့ဖြစ်နေတာကိုပျိုကြီးတော်နှင်းချက်ပေးမယ်သူမတော်မြင့်ကတော့မချက်ဘူးဘယ်နဲ့ချက်နိုင်မှာမလဲတော်မြင့်ကိုကာမတနာဘလူးကြီးကဝင်ပူးနေပြီ ဒီကာမတနာဘလူးကြီးဝင်ဘူးပြီဆိုမှဖြင့်ဘူးခံရတဲ့သူမှာအချက်ဆိုတာလည်းမရှိတော့ဘူးအကြောက်ဆိုတာလည်းမရှိတော့ဘူးတာအဖဆိုတာလည်းမရှိတော့ဘူးတာမီစိတ်ဆိုတာလည်းမရှိတော့ဘူးညီကိုစိတ်ဆိုတာလည်းမရှိတော့ဘူးညီမစိတ်ဆိုတာလည်းမရှိတော့ဘူးမောင်နှမစိတ်ဆိုတာလည်းမရှိတော့ဘူးဒေါ်မြင့်ဟာသူညမဒေါ်နှစ်ရှန်ရင်အိမ်မော်ကစင်းရင်စင်းသွားပါစေလို့တိုင်နေထန်ချထားတာဘာဟုတ်သေးလို့လဲဖျားလောင်းဒီတာပါမောက်ခ ဖြစ်တော့ကဖျားလောင်းရဲ့မေတော်ဟာဒေါ်မြင့်ထက်အပေါ် ံကြီးဆိုသေးတာပဲဒီသာဗမောက္ခဆရာကြီးဟာတပည့်တယောက်ကိုမိမမာယာအကြောင်းသင်ပေးတယ်မာယာသဘောတွေကိုသင်ပြီးလက်တွေ့သင်ပေးခြင်းနာနဲ့ဖိမိမနဲ့ဆံရမလဲလို့ကြည့်တဲ့အခါဒီသာဗမောက္ခဆရာကြီးဟာသူ့မယ်တော်ကိုမြင်တယ် သူမဲတော်ဟာအတော်ကြီးအုံနေပါပြီမျက်စိတော့မမြင်တော့ဘူးခဏရကြရင်ပြေဖို့ပဲရှိတော့တယ်အဲဒီတော့ဆရာကြီးသွန်သင်တဲ့အတိုင်းမဲတော်ကြီးကိုတပည့်ကနှိပ်ပြီးတယ်အဲဒီလိုနှိမ့်နေရင်ပထမနေ့မှာမဲတော်ကြီးရဲ့မဲတော်ကြီးရဲ့အသားတွေကိုကန်ရတာတစ်မျိုးကြီးပဲအခုရွယ်မှာတော့ဒီလောက်အတွေ့ကောင်းနေငငယ်တုန်းကများဆိုဘလောက်များအတွေ့ကောင်းလိုက်မလဲလို့တစ်လုံးနှလုံးစလိုက်တယ်နောက်တနေ့နှိပ်တဲ့အခါမဲတော်ကြီးရဲ့အသားတွေကိုကန်ရပြီးတဲ့အခါကျွန်တော်မှဖြင့်ဒုက္ခပါပဲမဲတော်ကြီးရဲ့ဒီတွေ့ ်မှာပဲစိတ်ကတဝဲလေလေဖြစ်နေတော့တယ်။ဖြောက်လို့မရပါဘူးလို့လင်းကားလုံးထပ်သွင်းလိုက်တယ်။အဲ့ဒီခါမှာမေတော်ကြီးကိုကာမတဏဘလူကြီးဝင်ပူးပြီ။အဲ့ဒီလိုနဲ့တနေ့ကိုတစ်လုံးသွင်းနှလုံးသွင်းသုံးလုံးသွင်းသွင်းသွားတယ်။ခဏရမြောင်နေတော့မေတော်ကြီးရဲ့ကျွန်တော်မှဖြင့်ခတ်နေပါပြီ။မေတော်ကြီးကျွန်တော်ကိုငောက်ချင်တဲ့ငောက်ချင်းချင်တဲ့ချင်းကျွန်တော်ကိုဆဲချင်တဲ့ဆဲကန်ချင်တဲ့ကန်လောက်သမ ्या ကျွန်တော်အကုန်ခံပါမယ်။ကျွန်တော်ဝမ်းထဲမှာ မျိုးသိမ့်ထားခဲ့ရတာကိုကျွန်တော်အခု ထုတ်ပြီးပြောပြရစီတော့ကျွန်တော်ဒုက္ခဟာဖြင့်မေတော်ကြီးနဲ့ပေါင်းရမှာပဲဤတော့မဲ့အချိန်ဤကိုရောက်နေပြီအဲအကြောင်းကျွန်တော်ကိုတနာပြီးဒီဒုက္ခမှာမေတော်ကြီးကယ်တော်မူပါလို့ပြောလိုက်တယ်။ကာမတနာဘလူးကြီးဝင်ပူးနေတဲ့မေတော်ကြီးဟာအမှားအမှန်ကိုမမြင်နိုင်ဘူး။အရှက်ဆိုတာလည်းမသိတော့ဘူးအကြောက်ဆိုတာလည်းမသိတော့ဘူး။အဲဒီတော့မင်းအဟုတ်ပြောနေတာလားလို့မေတော်ကြီးကမေးတယ်။အဟုတ်ပြောနေတာပါလို့တပည့်ကပြန်ပြောတဲ့အခါမင်းငါကိုခုတ်ပြီး ငါလိုက်ခင်မင်းလို့မေတော်ကြီးကပြောတယ်။အဲဒီခါတပည့်ကမခိုးရဲဘူးမေတော်ကြီးရဲ့မေတော်ကြီးရဲ့ဒါဒီသာပမောက္ခဆရာကြီးကိုကျွန်တော်ကြောက်တယ်လို့ပြန်ပြောတယ်။အဲဒီခါမေတော်ကြီးကသူ့ကိုအင်မတန်ထက်တဲ့ရဲရင်တလက်ပြီးပြီးတော့သူ့နေရာနဲ့သူ့သားအိတ်တဲ့ခရင်ကောင်းကြီးကိုကျိုးတွယ်ပြီးသူ့ကိုယ်တိုင်သူ့သားကိုရဲရင်နဲ့ခုတ်တတ်မယ်လို့ပြောတယ်။တပည့်ကလည်းအကုန်လုံးပြီးတယ်။ပြီးတော့မှဒီသာပမောက္ခဆရာကြီးနဲ့တပည့်ဟာပုံနာကွယ်ကအသာလေးချောင်းကြည့်နေတယ်။ညာ များကြတော့ရဲရင်ကြီးကိုခိုင်းပြီးမေတော်ကြီးလာတာပဲ။ဒါကောင်းနေအောင်မှန်းပြီးမေတော်ကြီးဟာရဲရင်နဲ့တားခုတ်လိုက်တယ်။ပုံနံခွဲကချောင်းကြီးနေတဲ့သားကလည်းမေတော်လို့လှုပ်ခနဲခေါ်လိုက်တယ်။မေတော်ကြီးကသူ့သားရဲ့အတန်ကိုကြားပြီးနှလုံးရောဂါနဲ့ပဲအဲ့ဒီနေရာမှာပဲလဲတည်သွားတယ်။ အဲ့ဒီတော့ကာမတနာဘလူးပူရင်ကိုသားတောင်ဘာမှမသိပဲမိခင်လို့သူဟာသားကိုရရဆက်ဆက်တတ်ဝင်နေဆိုရင်ညီမအိမ်မော်ကဆင်းသွားတာလောက်ကိုဘလူးကြီးပူးခံနေရတဲ့တော်မြင့်ဟာဘာမှမဟုတ်မလဲအဲ့ဒါကြောင့်ညီမတော်နှစ်ကညီဒီလောက်သားလေးနဲ့ဖြစ်တာငါရှက်တယ်ငါညီနဲ့မနေဘူးသွားမယ်လို့ပြောတဲ့အခါအမတော်မြင့်ကဒါတော့ညီတဘောပဲလို့ခက်အေးအေးပြန်ပြောလိုက်တယ် အဲ့ဒီလိုပြောပြီးရှေ့ကိုတော့သူဘာမောင်နဲ့သူဟာအင်ကြီးတလုံးမှာဘသူကိုမှမငဲွက်ရပဲအချစ်နလန်ထခြင်းတိုင်းထလို့ရမှာပဲလို့တွေးမိတဲ့အတွက်ဒေါမြင့်ဟာစိတ်ထဲမှာအများကြီးဝမ်းသာနေတယ်။နောက်ဒီနေ့ရောက်တဲ့အခါဒေါမြင့်ဟာအိမ်မှာအပြောင်းရွှေ့တွေဖြစ်တယ်။အမဒေါမြင့်နဲ့တစ်သက်လုံးတစ်ခါမှမခွဲခဲ့ဘူးတဲ့ဒေါနှစ်ဟာမျက်ရည်ဆက်လက်နဲ့အမအိမ်မော်ကဆင်းသွားတယ်။အောက်ခန်းတစ်ခန်းမှာအိတ်တဲ့ဖမောင်နဲ့အိမ်မော်တဲ့ တော်မြင့်ရဲ့အခန်းကိုပြောင်းလိုက်တယ်။ပါမောင်ဟာတော်မြင့်နဲ့ညာပြီးတဲ့နောက်စိန်ချယ်လက်စွပ်နဲ့ တကလတ်တာဖတ်တာအစရှိရဲ့ပိုအင်းကြီးထဲလဲနဲ့ပိုးလုံးကြီးတွှွှန်းရွှန်းနဲ့ရှက်အင်းကြီးမှာရွှေကြည်သီးနဲ့နောက်ပိတ်ဖနှန်းနဲ့စပင်မှာလဲကော့စမက်တစ်တွေထည့်ကျင်နိုင်ထည့်ပြီးတာကျင်နိုင်တာထားတယ်ဆိုတော့အရင်ပန်းမောင်နဲ့မတူတော့ဘူးတသွေးတမွေးဖြစ်လာတယ်အဲဒီလိုပဝန်းကျင်အခြေအနေနဲ့အမြောက်အပင်ကိုပန်းမောင်ဟာအတော်ကြာလေးခံလာရတယ်ကျမောင်ရဲ့ဟင်းကိုကြီးပဲစားနေရတဲ့လူတယောက်ဟာလက်ထဲမှာငွေလေးနည်းနည်းကင်နိုင်ရတဲ့ဟာငါတလောက်စီပြန်ဟင်းကိုစားက င်လာလို့ဘာမောင်ဟာအိမ်ကရွတ်တွကြီးကိုဤသလိုဖြစ်လာပြီး ရွယ်သူငါတလောက်ကလေးတွေပေါ်မှာစိတ်လေစားပြူတယ်။ဒါကြောင့်သူ အင်္ဂလာကနေတိုင်းသွားတောင်းနေရတယ်။အင်္ဂန်တခန်းကဟင်းဒီဟင်းရွက်တယ်မှာကလေးမလှမြိုင်နိုင်ချစ်ကြိုက်ပြီးမကြခင်ပဲခိုးပြေးပါရော။အင်္ဂါရွတ်တော်ကြီးတော်မြင့်လဲခိုးပြေးကစား၃ရက်လောက်ဟာရေချိုးအမှန်မသိ။ခဏခါပေါန်တာလည်းရမှန်မသိ။ရေမွေးဆိုးအမှန်မသိ။ထမင်းမှန်ဟင်းမှန်မသိဖြစ်ပြီးလှိမ့်နေတာပဲ။တရက်နေ့လောက်ကြာတော့ကိုသိန်းအင်ကိုတော်မြင့်ပေါက်လာတယ်။ သူ့ကိုကယ်ပါအောင်လို့မျက်ရည်ကြပြီးပြောတယ်။ဘာမောင်သူ့အိမ်ကိုပြန်လာရင် သူ့ကောင်မလေးကိုလည်းခေါ်လာစီ။သူ့ချစ်ကိုငါတို့မခွဲဘူး။သူနဲ့မလားမြိုင်နှစ်ယောက်စလုံးကိုပဲဘာမောင်ပေါင်းပါလို့တနာစရာထပ်ပြီးပြောရှာတယ်။ကိုသိန်းနဲ့တပည့်ဘာမောင်ကိုလိုက်ရှာတာ၃ရက်မြောက်တဲ့အခါ ပဲလော်ချောင်းထဲကအိမ်တိမ်မှာတွေ့တယ်။ဘာမောင်ကတော့ငယ်ကြောက်ဖြစ်နေလို့ကိုသိန်းကအမေကြီးအိမ်ကိုပြန်မလို့နားချတဲ့အခါဘာမှပြန်မပြောဘူး။မလာမြိုင်ကတော့မရင်ငယ်ဖြစ်နေအမေကြီးအိမ်မှာအတူနေရမှာဒါမကြိုက်ဘူး။ဒါပေမဲ့ကိုသိန်းရောမခင်မီရောသူတို့တဲကိုနေအိမ်ကလူတွေရောခေါင်မလေးရဲ့အတော်ကရောဝိုင်းပြီးပြောတဲ့အတွက်နောက်ဆုံးတော့မလိုက်မြိုင်နဲ့မလိုက်ချင်းလိုက်ချင်းနဲ့ပဲသူယောက်ျားဘာမောင်နဲ့သူအမေကြီးအိမ်ကိုပါသွားတယ်။ မလားမြိုင်ဒီအိမ်မှာနေမှာဘာမောင်လဲနေမယ်ဆိုတာတော့မြင့်တည်ရဲ့အတွက်မလားမြိုင်နေချင်းအောင်မလားမြိုင်အိမ်မှာဘာမှမလုပ်ရဘူးရှီမိုးချိုးဖီလိန်ဝစ်စာဝစ်စာစာဘီအိတ်အဘီစာပဲဈေးသုံးဖို့လဲလင်မယားနှစ်ယောက်ကို တလတရာ ပေးထားတယ်မလားမြိုင်ဟာသူဟင်းနီးဟင်းရဲ့ရောင်းနေတုန်းကပင်ပန်းကသမြမယ်ကြီးအိမ်မှာအတိုးချပြီးစိန်ယူတာပဲဒါရင်မကသေးဘူးသူ့လင်ဘာမောင်ကိုမယ်ကြီးဟာတိတ်ဆွဲနေတယ်သူ ူလင်ပါမောင်ကလည်းသူ့ကိုတိတ်ဆွဲနေတယ်ဆိုတာသိတော့မဲကြီးအိမ်မှာသူကမင်းမှုခြင်းနဲ့မဲကြီးရှိတဲ့နေရာမှာဆိုရင်သူကခြေဆောင်နေခြင်းရတာနဲ့ ထပိန်မာပြီးရှောက်ချင်ရတယ်မဲကြီးနဲ့ပားမောင် စကားပြောနေရင်ကိုပားမောင်လို့ငေါက်တန်ပါပါနဲ့ခေါ်ပြီးတခြားဆွဲသွားရတာနဲ့မဲကြီးကလည်းဒီလိုပုံကြနေသည်များကိုပားမောင်ကိုချစ်တဲ့ဇောနဲ့အောင်ပြီးတီးခန့်နေကောင်မလေးဟာမရင်ငယ်ဖြစ်ပြီးဘလောက်လူပါဝသလဲဆိုရောက်ခါသာတရက်နှစ်ရက်သာမဲကြီးနဲ့အတူတူထမင်းစားတယ်နောက်တော့မဲကြီးနဲ့အတူတူမစားခြင်းလို့ဆိုပြီးသူတို့လင်မယားကိုတဝိုင်းပြင်ကျွေးရတယ် တခါတခါတော့မကောင်းတတ်ဘူးဆိုပြီးဗမောင်ဟာမယ်ကြီးနဲ့တူတူ ထမင်းသွားစားတယ်။အဲဒီလိုသွားစားတဲ့အခါမလမြန်ဟာစိတ်ရတဲ့အခါជីကြီးတသားနဲ့လွတ်လိုက်တယ်။တခါတခါသူ့ယောက်ျားကိုအချစ်စင်းတဲ့အနေနဲ့မယ်ကြီးစီမှာထမင်းသွားစားရင် သူထမင်းမစားတော့ဘူးဆိုပြီးထားသွားတယ်။ အဲဒီခါဘမောင်ဟာမဲကြီးစီမှာထမင်းသွားမစားရတော့ဘူးသူ့ကိုလိုက်ချော့ရတယ်မဲကြီးလည်းဘမောင်လာမယ်ဆိုလို့ထမင်းပွဲကြီးနဲ့စောင့်နေတယ်အချိန်အင်မတန်ကြီးကြာလွန်လို့မလာတော့မှပဲစိတ်မကောင်းတကောင်းနဲ့တယောက်တည်းစားလိုက်ရတယ်ဒါရီကလည်းဘမောင်ကိုချစ်တဲ့ဇောနဲ့အမဲကြီးဟာအောင့်ပြီးတီးခံနေတယ် ။နောက်ပြီးတော့လည်းရှိသေးတယ်။အမေကြီးဟာသူ့ရဲ့ငယ်ချစ်ဆိုတော့ဘာမောင်ကလည်းဂယုနာမကုန်ဘူး။တင်းငွေတွေတစ်ပတ်ကိုနှစ်ခါသုံးခါလောက်အမေကြီးနဲ့သွားအိတ်ချင်တယ်။အဲဒီလိုသွားအိတ်ခံနေတိုင်းကြီးကြီးတသားနဲ့ဘရောမှမသွားရဘူး။ဘာမောင်နဲ့လှမြိုင်ဟာစကားများရတာကြီးပဲ။တော်မြင့်ကတော့လေတစင်းလုံးဝဲထဲမှာနင်းနေတဲ့အခါခေါင်းလေးတစ်လုံးရလဲအမျက်ဆိုပြီးရသမျှလေးကိုလိုက်ဆွဲနေတဲ့လေတကြီးလိုဖြစ်နေတယ် သူယောက်ျားမမောင်ဟာလှမ်းမြိုင်ဆိုတဲ့ဝဲထဲမှာနေနေပြီးသူနဲ့တခါတွေ့ရလဲတခါအမျက်ပဲဆိုတဲ့သဘောနဲ့ပမောင်နဲ့လှမ်းမြိုင်အိမ်မော်ကဆင်းမသွားအောင်အစားစားအဟရာမှာအောင်ပြီးတီးခံနေဒါပေမဲ့ကောင်မလေးကတော့မရဘူးခြားလောက်ကြော်ကြော်လောက်မှာ ဒီအိမ်မှာမနေခြင်းဘူးဆိုပြီးအိမ်ကဆင်းသွားတယ်။ဘာမောင်သာအစားကဒီလောက်လိုမလိုက်ခဲ့ဘူးဆိုရင်ဒီကောင်မလေးဟာဒီလောက်ကဲစရာအကြောင်းမရှိဘူး။အိမ်နောင်တွေခမများများမှဒီလိုတစ်ဖက်သက်ကင်းနေရတယ်ခဏခဏတွေ့နိုင်တယ်။ယောက်ျားတွေကတိတ်ချစ်တိတ်မြနိုးတာကိုသိတဲ့အတွက်မိန်းမတွေကတစ်ဖက်သက်ကင်းနေတာတွေမိန်းမကတိတ်ချစ်တိတ်မြနိုးတာကိုယောက်ျားကသိတဲ့အတွက် ယောက်ျားကတစ်ဖက်သက်ခဲနေရပြီးအများကြီးရှိတယ်။အဲ့ဒါတွေဟာအိမ်နောင်တွေရဲ့စိတ်မချမ်းသာစရာအခွက်တွေပဲ။တချို့ကလည်းရှိသေးတယ်။သူ့အောက်ကိုငါဘာဖြစ်လို့ကြာမလဲ။သူ့လိုဘာဖြစ်လို့လိုက်ရမလဲဆိုပြီးယောက်ျားကလည်းမိန်းမအပေါ်မာနလောက်တာတွေမိန်းမကလည်းယောက်ျားပေါ်မာနလောက်တာတွေအများကြီးရှိသေးတယ်။ အဲဒီလိုတဦးပေါ်တဦးမာနာတွေလုံနေကြတဲ့အတွက်အဲဒီအိမ်ောင်တွေဟာကြီးကြီးလင်းလင်းဆူဆူပြေပြေမရှိဘူးချက်ချောက်တူတူအကြီးဖြစ်နေတယ်ကိုသိန်းမက်ခင်မီတို့လည်းအိမ်ောင်မျိုးကတော့ရှားမှရှားတယ်လင်းကလည်းမိမကိုမျက်လုံးလိုက်တာချစ်လိုက်တာလွန်နေတာပဲမယားကလည်းငါကိုငါလင်းဟာတိတ်ချစ်တယ်တိတ်မနှူးတယ်ဆိုပြီးမယောင်းတက်ဘူးမကဲဘူးခွင့်ရေးမယူဘူး လင်းကိုအမိလိုနှမလို မိတ်ဆွေလို အစဉ်ဆောင်လျှောက်တယ်ယူသေးတယ်ခိုင်းဆိုင်တယ်မခင်မီကတော့တရေကကိုကောင်းလာတဲ့မိမဆိုတော့သူသိတ်ချစ်တဲ့လင်းပေါ်မရောက်တတ်ဖို့မကဲဖို့အခွင့်ရေးမယူဖို့အနိုင်မကျင့်ဖို့ဆိုတာတွေကို အထူးအားထုတ်ပြီးစောင့်ထိန်နေစရာမလိုဘူးသူ့ငကိုရဲ့အစိတ်ပိုင်းတစ်ပိုင်းလိုဖြစ်နေတယ်မလာမြိုင်ကတော့ တတိကလေးကိုကခဆူဆူအဲဒါကြောင့်သူကိုတိတ်ချစ်တဲ့ယောက်ျားကို နိုင်ကျင်ရတာဟာသူ့အတွက်ဟုတ်လာပြီလို့ထင်မှားပြီးခဏခဏနိုင်ကျင်တယ်အခုအိမ်မော်ကဆင်းသွားတာလဲနိုင်ကျင်တာတမျိုးပဲသူဆင်းသွားရင်သူ့ယောက်ျားပါမောင်မနေနိုင်ဘူးလိုက်ခေါ်ရမယ်ဆိုတာသူထွက်ပြီးသားအဲဒီတော့သူ့ကိုသူ့ယောက်ျားဟာဒီလိုလိုက်ပြီးလိုက်ခေါ်ရတယ်ဆိုတာမေကြီးကိုလည်းသူပြရခြင်းနဲ့သူငငယ်တဲကသူနေခဲ့ရဲ့သူ့တော်ကိုလည်းပြခြင်းနဲ့သူနဲ့ရင်တုံးကအတူတူနေခဲ့တဲ့ချင်းရင်းကောင်းရင် န်ကလူတွေကိုလည်းပြခြင်းနဲ့အဲ့ဒါကြောင့်ဘာမောင်တားလို့မရဘူးမလားမြိုင်ကအတင်းဆင်းသွားတယ်ဘာမောင်ကလည်းမဲကြီးကိုကောင်းအောင်ချူချောင်းပြောပြီးမလားမြိုင်ကိုပြန်ခေါ်ရအောင်လိုက်သွားတယ်သူတော်ရှိမှဘာမောင်ကိုလေးငါခွန်လောင်အောင်ငောက်ပြီးမှပြန်လိုက်လာတယ်။ like comment တီးတော့ဒီလိုဆင်းသွားတာတွေကတလားတစ်ခေါက်လောက်ဖြစ်လာတယ်။ကြာတော့ဘာမောင်စိတ်ရှုပ်လာတယ်။မဲကြီးနဲ့စကားပြောရတယ်၊တုတ်တီးတုတ်ပြ၊ပုံရိုးွယ်ရှိုးပြောရတယ်။ တွေ့ရတာလဲစိတ်ညစ်စရာကောင်းသူနဲ့လှမ်းမြန်းချင်းချင်းစကားများပြီးလှမ်းမြန်းချင်းနဲ့အမျိုးမျိုးချော့မော့နှင်သိမ့်ပြီးမှတွေ့ရတယ်။မယ်ကြီးနဲ့ထမင်းတူစားရတဲ့အခါမှာလဲထမင်းပွဲကထထသွားရင်ဘာများဖြစ်အောင်မလဲလို့နောက်ဆန်တငငငင်းနဲ့စားရတယ်။အဲ့ဒီတော့ဘာမောင်ဟာလေးလေးနက်နက်စဉ်းစားတယ်။နှစ်ယောက်စလုံးကိုပြစ်ပြီးပြင်းနေပြီဒီလိုမဟုတ်ရင်လဲဒီယောက်ကိုတော့ပြစ်ပြေးမှာပဲ။နှစ်ယောက်လုံးနဲ့အတူတူနေဖို့ဆိုတာတော့မဖြစ်နိုင်ဘူးရှေးဦးစွာဆုံးဖြတ်လိုက်တယ်။အဲ့ဒီ ဆုံးဖြတ်ချက်အရတရားရောက်ကို ပြပြရင်ဘသူကို ပြရမလဲလို့စဉ်းစားတဲ့အခါမလမြိုင်ကိုတော့သူဘယ်နည်းနဲ့မှမပြစ်နိုင်ဘူးဆိုတာတွေ့ရတဲ့အတွက်အမေကြီးကိုပြပြပြမလို့ထပ်ပြီးဆုံးဖြတ်ချက်ချတယ်။အဲဒီလိုဆုံးဖြတ်ချက်ချပြီးကလေးကသူတို့ရဲ့ဝတ်စားတွေကိုအမေကြီးအိမ်ကတဖြည်းဖြည်းကဲထုတ်ပြီးအတော်အိမ်ပို့ထားတယ်။ဒီနေ့ကျတော့အမေကြီးလက်မှာအမေကြီးရဲ့ငွေသေးဦးနှောင်ကိုဘာမောင်ခိုးပြီးလှမြိုင်ကို ပေးတယ်။လှမြိုင်ကလည်းခါတိုင်းစင်းသွား ွားတယ်သဘောမျိုးနဲ့ဆင်းသွားတယ်အတော်ကလေးကြာတော့ဖမောင်လိုက်ခေါ်တဲ့သဘောနဲ့လိုက်တယ်ဒီလိုချိန်ကစပြီးသူတို့နှစ်ယောက်အမေကြီးအိမ်ကို ပြန်မလာကြတော့ဘူးတမန်တစင်းငှားပြီး ဘမောင်နဲ့လှမြိုင်တို့ဟာအိမ်မဲကိုတခါတည်းထွက်ပြေးတယ်ဒီခါကိုသိမ်းမောင်လည်းမတက်နိုင်ဘူးအမဲကြီးတော်မြစ်လည်းဘမောင်စိတ်နဲ့မစားနိုင်မတောင်းနိုင်ဖြစ်ပြီးတနေ့တနေ့ငိုဝဲတွေဆင်းပြီးအချိန်ကုန်တယ်တိုင်လုံးတော်မြင့်တယောက်တည်းဖြစ်နေတဲ့အတွက်တော်မြင့်ရဲ့သဘောတူညီချက်နဲ့ညီမတော်နှစ်ကို ကိုသိန်းနဲ့မခင်မီတို့ကပဲ တောင်းပန်ပြီးတော်မြင့်အိမ်ကိုပြန်ပို့ထားလိုက်ပါတယ် အခန်း15ပြပါပြီ။နောက်ရက်မှာတော့ကျွန်တော်တို့အခန်း16နဲ့အတူ ပြန်လာခဲ့ပါမယ်။ကျေးဇူးအများကြီးတင်ပါတယ်။